ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်အတွေ့ကျွန်တော်အမြင်စီစဉ်ကနေပြီးတော့တော်လန့်ပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကတော့ဒါထုံးမှန်တိုင်းပေါ့နော်လူမှုကသတင်းလေးတစ်ခုနှစ်ခုလောက်ကိုကျွန်တော်အတွေ့ကျွန်တော်အမြင်နဲ့ဒါဟိုပြောပြသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘာသတင်းတွေပြောမလဲကျွန်တော်အတူတူကြည့်လိုက်ကြအောင်ကဲစမယ် โอเคအဲ့တော့ပထမဆုံးတည်င်းကျွန်တော်တို့ရဲ့အိမ်ကြီးချင်းနိုင်ငံစောင်ရမ်းကောင်းတဲ့အိမ်ကြီးချင်းနိုင်ငံတွေတဲ့တခုဖြစ်တယ်အရန်အရန်ကိုကောင်းတဲ့ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းနိုင်ငံတွေတဲ့တခုဖြစ်တဲ့ထိုင်းထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့အာကျွန်တော်တို့မြန်မာပြည်သားတွေနဲ့ကြုံတွေ့ခဲ့ရတဲ့တည်င်းလေးနဲ့ကျွန်တော်အရင်စကြတယ်အဲ့ဒါဘာလဲဆိုတော့မတ်လ24ရက်နေ့ အာကျွန်တော်တို့ည7:00နာရီမိနစ်50မှာဗန်ကောက်မြို့ဗန်စုမြို့နယ်အာပါရာချူလမ်းမကြီးရဲ့ဆွဲ38အနီးမှာရေမြောင်းတန်ရှင်းလုပ်နေတဲ့မြန်မာအလို့သမား2ဦးဓာတ်လိုက်တည်ဆုံးသွားတယ်เนาะအာတက်35နှစ်ရွယ်အာတယောက်ရဲ့အသက်30ရွယ်တယောက်ရဲ့ဗောနော်အဲ့တော့သူတို့ဖြစ်တာကအောက်ဆီဂျင်ပြတ်တဲ့နေရာမှာမှဟိုမီးရှော့လိုက်ပြီးတော့တည်သွားတာပြောရမယ်ဆိုတော့ဒါလုံခြုံရေး အဲ့တော့ဒီ safety by အားနည်းဒါလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တော့အာအဲ့တော့သူတို့ဒီတည်ဆုံးသွားတယ်တည်ဆုံးသွားပြီးတဲ့အချိန်မှာထိုင်းရဲ့ဥပဒေအရဆိုရင်အာဒီလုပ်ငန်းခွင်အတွက်တည်ဆုံးတဲ့သူတွေအတွက်ဘောတော့ဒီအာ passport ရှိတာဖြစ်သည်မရှိတယ်နင်နာကြီးပေးရမယ်ဥပဒေရှိတယ်အဲ့တော့ဘောတော့ဟိုရော်ကြီးဆိုရင်ဒါဘတ်8300လောက်ပေးရ8300လောက်ဒါ တည်ဆုံးသွားတဲ့သူတွေအတွက်နှစ်နာချီရမယ်ပေါ့နော်အဲ့တော့အာအခုလောဆယ်အဲ့အလုပ်သမားတွေကတည်ဆုံးသွားတဲ့နှစ်ယောက်တည်းနှစ်နာချီအခုဒီမရသေးဘူးလေနော်အခုကတော့သူတို့ဒီအလောင်းတွေပါပြီးတွားထုတ်ဖို့ဘာညာတော့လုံနေတယ်ပေါ့နော်အာလုံနေတယ်အော်ဒီအတွက်လည်းဝိုင်းကူညီချားတဲ့ဖွဲ့စည်းတွေရှိမှာပါဟုတ်ပါနော်အဲ့တော့ဒီ15ရက်နေ့ရလေမြန်မာအလို့သမား၄ယောက်ထိုင်းနိုင်ငံသား၂ယောက်တည်ဆုံးပြီးတော့ထိုင်းနိုင်ငံသား၂ဦးအတွက်လက်ဆိုင်ရာကုမ္ပဏီရနေပြီးတော့ရော်ရေးပေးတယ်အော်လက်ရှိ အာကျွန်တော်တို့အာဘောနော်မြန်မာနိုင်ငံသား၄ဦးတော်တော့ရော်ကြီးမရသေးဘူးလို့ကျွန်တော်တို့သိရတယ်ဒါဟုတ်အာပြောမှဆိုရင်ကျွန်တော်တို့ပြည်ပနိုင်ငံတွေမှာအလုံးလုံးတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့လုပ်ငန်းတွေနဲ့တည်ဆုံးနေဆိုသက်ဆိုင်ရာကုမ္ပဏီရနေပြီးရော်ကြီးပေးရတည်တယ်ရော်ကြီးပေးရဒီရော်ကြီးအခုမရဘာဖြစ်လို့လဲလို့ကျွန်တော်ပုံမှန်လေးတစ်ခုပြောမယ်မြန်မာနိုင်ငံသားဖြစ်နေလို့အဲ့လိုတချို့ကုမ္ပဏီတွေညစ်တာတွေလည်းရှိတယ်။မပေးတာတွေလည်းရှိတယ်။နောက်ပြီးတော့တရားဝင်တာပဲဖြစ်သေးမဝင်တာပဲဖြစ်သေးဒီလိုမျိုးကိစ္စရက်တွေမှာ ဘောနော်ဟိုကျွန်တော်တို့မပေးကြအောင်ဘောနော်မပေးကြအောင်အဲ့တော့သူတို့ဘာကြောင့်လဲဘာကြောင့်မြန်မာနိုင်ငံသားဖြစ်နေလဲမြန်မာနိုင်ငံမှာအစိုးရမှမရှိလားအာဏာလုလာတဲ့ကောင်ကလည်းကိုယ်နိုင်ငံသားအရေးဆိုရင်ကိုယ်နိုင်ငံသားနစ်လာတဲ့အရေးဆိုရင်ဘာမှမဦးနေကိုယ်နိုင်ငံသားတွေစီသားနေပြီးတော့ဟလာညှစ်ထုတ်ရမယ်ဆိုရင်အကောင်လေးလိုက်ဘယ်နေရာဖြစ်ဖြစ်လိုက်နောက်ဆုံးထိုင်း နိုင်ငံနေပြီးအောင်မှဝင်ကြီးအတိုင်းဝင်ကြီးချုပ်ဟလာပေတုံတန်နဲ့တွေ့တော့မရောက်နိုင်လို့တောင်းတာဘာတောင်းလဲအဲ့မှာရှိရင်မြန်မာနိုင်ငံသားတွေရဲ့ data တွေတောင်းတာဘယ်လောက်ထိရုံပါလဲဆိုတော့အဲ့လိုမျိုးကြရတော့တောင်းတယ်ကိုယ်နိုင်ငံသားတွေရရှိမဲ့အရေးကြရတော့ဘာမှမလုပ်ဘူးမြန်မာနိုင်ငံတန်ယုံနေနေရာအနှံ့မှာရှိနေမြန်မာနိုင်ငံသားတွေသူ့ဘက်ကပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပဲဖြစ်ဖြစ်ဘယ်သူ့ကိုမှလိုက်မလုပ်ဘူးအကောင်သူတို့ရမယ့်ဥစ္စာဆိုရင်တော့လုပ်တယ်။မယောင်ဝါစီလူရမယ့်ဥစ္စာဆိုလုပ်တယ်။ဒါပဲ။အဲ့တော့ဟိုပါတော့ အဲ့အဲ့လိုဖြစ်တဲ့အချိန်မှာပဲထိုင်းရနေပြီးတော့ဘင်းစတက်ညီလာခံကိုမင်းအောင်လိုင်းကိုဖိတ်ထားတယ်ဆိုပြီးတော့သတင်းတက်ဒီအပိုင်းမှာတိုင်းနိုင်ငံအတွင်းမှာမြမအရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲလုပ်တာတွေရှိရဲ့။အာအဲ့မှာမြမအရေးနဲ့ပတ်သက်ပြီးတော့ထိုင်းစစ်ဘုတ်ချုပ်တွေဘာညာတွေအားသာမြမနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာတွေရှိတယ်။နော်။အဲ့တော့ကိုယ်နိုင်ငံသားတွေကနေသက်မှာတမျိုးဘောလို့အာမျိုးပေါ်တွေမှာတမျိုးအာအပိနိုင်ခံ အရက်ဆက်ခံဖြစ်နေရတဲ့အချိန်မှာမင်းရောက်လိုင်းကိုဟိုတော့ထိုင်းဆိုးရလို့ပြောဘင်းစတက်အစီဝေးတက်ညီလာခံတက်ဖို့ဆိုပြီးတော့အာကျွန်တော်တို့လောက်ထားတယ်ဗောနော်အဲ့တော့ပြောရမယ်ဆိုထိုင်းရဲ့လက်ရှိအဆိုးရမဟုတ်ပါဘူးကျွန်တော်တို့ငိုတဲ့ဒီထိုင်းဆိုးရကိုမကြိုက်ဘူးဘာလို့မကြိုက်လဲဆိုရင်တော့အတူပတ်သူပြတခြားနီးလဲဥပရိယပုံစံတွေကသူတို့ဘောက်သူဘလို့တက်လာတက်လာတေချာတော့တတ်စင်မလို့ဒီဒီနေရာရဖို့အတွက်ကိုနောက်ဆုံးဟိုသူ့ပြည်ပြည်ဝင်ပြောင်းဝင်ခွင့်ရဖို့အတွက်ကို ထိုင်းစစ်တပ်နဲ့အပေးယူတွေအများကြီးကိုလုပ်ခဲ့တယ်အပေးယူတွေလုပ်ပြီးတော့ဒီထိုင်းနိုင်ငံနဲ့ပြန်ရောက်ပြီးတော့ဒါသူသမီးဟိုဝင်းကြီးချုပ်လုပ်တဲ့သူနောက်ကွယ်ရနေပြီးတော့ချုပ်ကန်အခုဆိုရင်တန်စင်ကဒီအာဆီယံဟလာအာဆီယံမှာမြန်မာအရေးအတော့အဖွဲ့ဝင်တွေဘာတွေတောင်မှပါနေတာရှိမဟုတ်လားမလေးရှားဝင်ကြီးချုပ်တော့ဟိုတလောကတွေ့ပြီးတော့လုတ်ကင်နေတာကြီးလဲကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘင်းစတက်ကြီးလာကြတော့ April 3ရက်နဲ့4ရက်နေ့မှာပေါ့နော်ဒီဘင်းစတက်စီဝင်မြန်မာစစ်ကောင်းတော့ဟာမင်းရောက်တယ်ဖိတ်ထားတယ်နော် အဲ့ဒါကို time pbs တင်းကနေပြီးခဲ့တဲ့ရက်ပိုင်းတွေကဖော်ပြအဲ့တော့ binstar ဆိုတော့ပါတယ် binstar ဆိုတော့ကျွန်တော်တောင်အာရှနိုင်ငံတွေနဲ့အရှေ့တောင်အာရှနိုင်ငံတွေပေါင်းပြီးတော့ဖွဲ့ထားတဲ့အဖွဲ့အစည်းတစ်ခုလို့ကျွန်တော်ပြောလိုက်တာအဲ့တော့ဒီဖွဲ့စည်းချက်မှာဘာတွေပါဘယ်ဘယ်နိုင်ငံတွေပါ time ပါအိန္ဒိယပါ နီပေါ်ပါဘူတန်ပါဘင်္ဂလားဒေ့ရှ်ပါမြန်မာပါတီးလင်ကပါအော်အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်အဓိကပါလာကမြန်မာနဲ့ထိုင်းပါ ော်ကျန်တဲ့နိုင်ငံတွေတည်းရဆိုရင်ဒါတောင်ဝမ်ရှားနိုင်ငံတွေဖြစ်အိန္ဒိယနီပေါ်ဘူတန်ဘင်္ဂလားဒေ့ရှ်တိရီလင်္ကာပေါ့နော်ငါးနိုင်ငံအလုံးနိုင်ငံခုနှစ်ခုနဲ့သူတို့ကဖွဲ့စည်းထားတယ်အဘင်စတန်ညီလာကမြန်မာနိုင်ငံမှာလည်းအာ2010ကျော်လဲပြီကျွန်တော်ခုနှစ်အတိအကျမှာပဲအတော့ကလည်းမြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့ဥစ္စာတွေလည်းအာတွေ့ရပါတော့အဲ့တော့ဒီထိတ်ဒီအစီအမွေးပွဲကိုတတ်တယ်တက်တဲ့နေရာမှာအာပေါ့နော်ကျွန်တော်တို့မြန်မာလူဒီမိုကရေစီအဖွဲ့အစည်းတွေဘာညာတွေကလည်းပြီးတော့အများကြီး ကန့်ကွက်ထားတာရှိတယ်ဒီတည်းကဆိုရင်ကျွန်တော်တို့ကျွန်တော်ဒီရက်ပိုင်းထုတ်ပြန်ချက်တွေထဲမှာတွေ့တာလို့နှစ်ဖွဲ့လောက်ကျွန်တော်အခုလောလောဆယ်တွေ့ထားတယ်ဗောနော်ဒီတည်းကအဖွဲ့တွေဆိုဘယ်ဟာပါရည်လဲဆိုရင် Justice for Myanmar ကလည်းဒါနဲ့ပတ်သက်ပြီးတော့ဟလာ Binstead အဖွဲ့ထိတ်တီးအဆွေးနွေးပွဲကိုဗောနော်စစ်ရာဇဝတ်ကောင်မင်းရောက်လိုက်တက်ရောက်စီအစီအစဉ်တွေမြန်မာပြည်သူများ၏လူ့ခွင့်ရင်းနဲ့ဒီမိုကရေစီမျှော်မှန်းချက်များအားပြောင်ပြောင်တင်းတင်းစော်ကားလိုက်တဲ့လောက်ရက်တစ်ခုဖြစ်တယ်ဆိုပြီးတော့ဒါ အာ justice for myanmar ကလည်းပြောတာနောက်ပြီးတော့ defend myanmar democracy dmd ကလည်းเนาะဒီဒီစိန့်လူးဘတ်ဖိတ်ကြားတဲ့ thai ဆိုရီလုံရက်ကိုပြင်းပြင်းထန်ထန်ရှုတ်ချတယ်ဆိုပြီးတော့ကျွန်တော်တို့အာထုတ်ပြန်ပြောဆိုတာအဲ့တော့ channel သူတွေကလည်းဒီရပိုင်းသတင်းတွေတွေ့ရင်အဥစ္စာတွေကျွန်တော်တို့တွေ့မှာ bin step bin step တက်တာလည်းဟိုဖိတ်ခံရတယ်ပတ်သက်ပြီးတော့အာ thai ဆိုရီကိုပြင်းပြင်းထန်ထန်ဝေဖန်ထားတယ်အဲ့ thai ဆိုရီကလည်းပုံမလာအခုအခုရပိုင်းကျွန်တော်တွေ့တာပေတုံတန်းကိုအယုံကြည်မရှိဘူးဆိုပြီးတော့ thai လွတ်တော်မှာအဆိုတင်သွင်းတာတွေပါတယ်တွေ့အော်အာ တဆင်နဲ့မရောက်နိုင်တဲ့ဂျားကသူ့ဘောက်သူပတ်သက်မှုတွေကတော့ရှိနေတာဒါတဆင်ရှောင်းတိန်နေရတဲ့အချိန်မှာဒီမြန်မာနိုင်ငံကိုလာခဲ့တာပဲတချို့ဥစားတွေလည်းကျွန်တော်တို့တွေ့ရအဲ့တော့ပြောမယ်ဆိုရင်မရောက်နိုင်သည့်စိတ်ရဆိုတော့ဖြစ်ပါအာဂျင်တီးနားတရားရုံးကနေပြီးတော့ဖန်ရန်ထုတ်ထားတဲ့သူတယောက်ဖြစ်ပါဒါကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုလို့ဘာလို့ကိုကျွန်တော်တို့ကြောက်ကြတယ်အဲ့တော့ဒီနယ်မြေထဲမှာရှိတဲ့မျက်စိရှိမှဖန်ရန်ထုတ်ထားတဲ့ကောင်တော့ဒီနိုင်ငံထဲကိုလာလေတယ်သွားတယ်လာတယ်ပါတယ် ထိုင်းဆိုရအနေနဲ့တော်တော်ကိုရှက်ဖို့ကောင်းတဲ့လောက်ရဲ့တစ်ခုကိုလှုပ်လိုက်တာလို့ကျွန်တော်တို့ပြောလို့ရတယ်အစိုးရတစ်ခုအနေနဲ့ထိုင်းနိုင်ငံလိုနိုင်ငံမျိုးအနေနဲ့စစ်ရာဇဝဲကောင်မဲအောင်လာရင်တို့နိုင်ငံထဲမှာဖိတ်ကြားတာဒီလိုအစည်းအဝေးဖိတ်ကြားတာတော်တော်ကိုအာဘောနော်ဟိုဘယ်လိုပြောမလဲတော်တော်ကိုဟိုဟာဘောနော်ဟိုရှက်ခွေကောင်းသောလောက်ရက်တစ်ခုကိုလှုပ်လိုက်တာလို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်အဲ့တော့ထိုင်းဆိုရအနေနဲ့ဘာကြောင့်သူ့ကိုဖိတ်တာ ဒီပေတုံတန်လုံးနေလဲဘာကြောင့်ဖိတ်တာသူတို့မသိသေးတာကဘာလဲသူတို့မသိသေးတာကမြမပြည်သူတွေရဲ့တဘောထားကိုထိုင်းဆိုရကတေချာမသိသေးတာကိုကျွန်တော်ပြောလို့ရတာဒါပေမဲ့လွတ်တော်တို့တခြားနေရာတွေမှာမြမပြည်သူတွေကဒီမြမနိုင်ငံတွေမှာမင်းအောင်နိုင်ငံတို့ပတ်သက်ဘလုံခံစားချက်တွေရှိနေမင်းအောင်နိုင်ငံတွေကလည်းမြမပြည်သူတွေကိုဘလုံမျိုးရဲဆက်ဆက်လုပ်တဲ့ဆိုတော့အချက်လက်တွေထိုင်းဆိုရစီမှာအများကြီးရှိပါအဲ့ဒါတွေကိုလွတ်လွတ်ရှူပြီးလုပ်နေတာကတော်တော်လေးကိုစိုးဝါးတယ်လို့ ကျွန်တော်ပြောလို့ရတယ်အဲ့တော့ထိုင်းကမြန်မာနိုင်ငံတည်ငြိမ်တာကိုလိုချင်တဲ့နိုင်ငံတွေမှာထိုင်းပါပါတယ်ထိုင်းပဲဖြစ်ပြီးတရုတ်ပဲဖြစ်ပြီးလိုချင်တဲ့ဟိုဘက်မှာပါပါအဲ့တော့ဒီလိုလုပ်တဲ့အချိန်မှာစစ်တပ်ကိုအာပင်းပြီးတော့လုပ်နေသမျှဒီနိုင်ငံရဲ့အာဘောလားကျွန်တော်တို့နိုင်ငံရဲ့အခြေအနေဒီဖြည့်ရှင်းလို့ရမယ့်အခြေအနေတခုကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးဆိုတော့ဒီ time ဆိုရနေတယ်တိတိတင်မှုကောင်းပါတိတင်မှုကောင်းပါအဓိကသူတို့နားထောင်ရမှာဒီဘာလဲ မြန်မာပြည်သူတွေရဲ့အတန်ဒီဒီမိုကရေစီကိုတိုက်ပွဲဝင်နေသူတွေရဲ့အတန်ဒါတွေကိုသူတို့အဓိကနားထောင်ရမှာလို့ကျွန်တော်ကတော့မြင်တယ်ဒီဥစ္စာကိုနားထောင်ရမှာလို့ကျွန်တော်မြင်တယ်အဲ့တော့ဒီဥစ္စာဘာကြောင့်လဲဘာကြောင့်ဖိတ်တာလဲဒီလိုအထိတ်စည်းစည်းဝဲဝဲမရောက်နိုင်လို့စစ်ရာဇွဲကောင်တယောက်နေတယ်တက်ကိုမတက်ရောက်တင့်ဘူးဆိုတာကိုကျွန်တော်တို့လုံးဝကိုဘောနော်ထိုင်းဆိုရကိုပြောပါဒါကိုလည်းကျွန်တော်ပြောနေတယ်ထိုင်းမှာ ဘောနော်ဆန္ဒပြလာပြီးပါရောခက်ခဲပါတချို့ဥစားတွေကကျွန်တော်တို့တော်လန်ရေးဖွဲ့စည်းအနေနဲ့ဆန္ဒပြဖို့တွေပါခက်ခဲတယ်အာတခါတည်းရရင်တော့ထိုင်းမှာ UN ရုံးရှိပါညာမှာတော့ဆန္ဒပြလာတွေ့တာရင်တော့တော့မြန်မာတန်ရုံးရှိမှာဆန္ဒပြလာပြီးတွေ့အခုနောက်ပိုင်းကဒီထိုင်းမှာလည်းအဖမ်းစည်းတွေများပြီးနောက်ပိုင်းမှာတော်လန်ရေးဖွဲ့စည်းတွေတော်တော်များများကအော်ဘောနော်ဆန္ဒပြပွဲတွေတိတ်လှုပ်တာတော့ကျွန်တော်မတွေ့ရတာပေါ့နော်အရင်တော့ကတော့ဒီအထိမ့်မှတ်နေတွေလုံသွားရေးတွေဘာညာတွေဆိုမြန်မာတန်ရုံးရှိဘာညာမှာပြည့်ကျက်နေရောပဲ အဲ့လိုမျိုးပေါ့နော်ဆန်သားတွေပြကြတာကိုကျွန်တော်တို့တွေ့တွေ့ရတာဒါအခုနောက်ပိုင်းတော့မတွေ့ရဘူးတကယ်လို့လှုပ်လို့ရဆိုတော့ bin stack ရှိသွားပြီးဆန်ထသွားပြနေတယ်ဆန်ထပြတော့သွားပြနေတယ်ပေါ့နော်အဲ့တော့အာဒီမှာဆိုအဟိုပါပေါ့နော် DMD ရဲ့ဒီအာပြောရေးဆိုရှိလို့တယောက်ပြောထားတဲ့ဇာတ်ကားလေးကျွန်တော်အဲ့ဒါကောက်နှုတ်ပြီးပြောနေတယ်ထိုင်းနိုင်ငံဟာတဲ့မင်းရောက်နိုင်ကိုမြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်မှာဖိတ်တင်ဘူးတဲ့။ तू ကစိုးရခေါင်းတော့မဟုတ်ဘူးတဲ့။ ရာဇဝင်းစစ်အုပ်စုခေါင်းခိုင်းခေါင်းဆောင်တဲ့သူ့ကိုကော်တော်နေခင်ဖိတ်ခေါ်ကုန်ပြရမယ်စာရိုဟင်ဂျာလူလူမျိုးတို့တပ်ဖြတ်မှုကသူ့အခန်းကဏ္ဍအတွက်ကဘာလုံးဆိုင်ရာတရားစီရင်ရေးပိုင်ခွင့်တိုင်းအာဂျင်တီးနားတရားရုံးရဲ့ဆုံးဖြတ်ချက်ကိုလိုက်လာပြီးသူ့ကိုဖမ်းဆီးတဲ့ဟုတ်တယ်ဖမ်းဆီးတဲ့အမေရိကန်ကမရောက်နိုင်အောင်ဖမ်းဆီးဖို့တော့သူတို့အနေနဲ့ကူညီပေးရအောင်ကူညီပေးရမှာမရောက်နိုင်စစ်ရသွေးကောင်ဖြစ်တယ်ဆိုတော့အာဂျင်တီးနားတရားရုံးကနေထုတ်ပြန်ပြီးွားပြီဟာလာဒါကြောင့်မလို့လေဖန်ဝရန်ထုတ်ခံရတာ အခုချိန်ဒီလဲပြည်သူတွေဘလို့တက်ဖြတ်နေရဲဆိုတာသူတို့မြင်တယ်မြင်တယ်ဟိုင်းဆူရရဲ့လုံရက်ဟာတော်တော်လေးကိုစိတ်ပြက်ဖွယ်ကောင်းသောလုံရက်တစ်ခုဖြစ်ပါတယ်နော်အော်အာဂျင်တီးနားအဆိုရရဲ့တရားရုံးဆုံးဖြတ်ချက်ကိုကျွန်တော်တို့ဒေတာရဲနိုင်ငံနေလိုက်လာအောင်လေးစားအောင်ကျွန်တော်တို့လုပ်ရအောင်မယ်လို့တော့ကျွန်တော်ထင်တယ်အော်ထိတ်တီးဒီထိတ်တီးဆွေးနွေးပွဲမှာမဲအောင်လိုက်နေတဲ့ဟောနော်အာဒီမှာတက်ပြီဆိုရင်သူ့အနေနဲ့ဘာတွေကိုညှော်မှန်းချက်ရှိနေ ကျွန်တော်လိုက်ကြည့်အောင်ဘာတွေမျှော်မှန်းချက်ရှိလဲပြောမယ်ဆိုမင်းအောင်လိုက်နေတဲ့အမှအိန္ဒိယလိုနိုင်ငံမျိုးကအိန္ဒိယကတော့ဘယ်သူတက်မလဲဆိုတာကျွန်တော်မသိသေးဘူးကျွန်တော်ကျွန်တော်မတွေ့သေးရပဲဖြစ်ဖြစ်လာမယ်ပေါ့နော်အိန္ဒိယလိုနိုင်ငံမျိုးကဟိုဟိုခေါင်းဆောင်အိန္ဒိယလိုနိုင်ငံမျိုးကတက်လာနိုင်တယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးကခေါင်းဆောင်တွေတက်လာနိုင်တယ်အာဘာပြောတက်မှာပဲပေါ့နော်အဲ့တော့ပြီးတော့ဟလာဟိုကျွန်တော်တို့တခြားနိုင်ငံတွေကခဏထားပါဦးနီပေါ်တို့ဘူတန်တို့အာတီရီလင်္ကာတို့ဘာလို့ခဏထားအောင်တီရီလင်္ကာလည်းသူ့ဘောက်သူ့ ဟိုသူ့အရေးပါညာလဲဟိုဟာဖြစ်နေတာဟောဟောနီပေါ်ရဘူတန်တို့လည်းခဏထားလိုက်အဓိကအိန္ဒိယလိုဘင်္ဂလားဒေ့ရှ်လိုနိုင်ငံမျိုးကသူတွေနဲ့တွေ့ပြီဆိုရင်ကျွန်တော်တို့အေးအေးအပေါ်တချို့သောကိစ္စတွေချင်းပြည်နယ်မှာရှိတဲ့တော်လိုင်းဖွဲ့စည်းတွေပေါ့တက်ရောက်နိုင်တဲ့ကိစ္စတွေကိုမရောက်နိုင်တဲ့စကားပြောဆိုခွင့်တရားဝင်ပြောဆိုခွင့်တွေရာသွားနိုင်တဲ့အခြေအနေမျိုးတွေဖြစ်သွားပါတယ်။အိန္ဒိယဒီကျွန်တော်တို့နိုင်ငံပေါ်တရုတ်လိုပဲမူမမှန်တဲ့အိန္ဒိယချင်းနိုင်ငံတွေမှာအိန္ဒိယလည်းပါတယ် ကျွန်တော်တို့ပတ်လေရအင်ဂျင်နီယာနိုင်ငံတွေတခုမှမကောင်းဒါကျွန်တော်ဖွင့်လို့လဲကျွန်တော်အမြင်ရလုံးဝမကောင်းအဲ့တော့သူ့အနေနဲ့ဒီကနေပြီးတော့နိုင်ငံတကာပုံရိပ်အများကြီးယူသွားနိုင်တယ်။အဒီကနေပြီးတော့စေရာသူကောင်တိတ်ရောက်ကိုတခြားသောနိုင်ငံကြီးဟိုအိန္ဒိယဆိုလည်းနိုင်ငံကြီးပဲဗျာကမ္ဘာတူမျိုးဆိုနိုင်ငံကြီး။ကမ္ဘာအရေးကြီးမှာတော့မှအိန္ဒိယကဟလာဂျောင်းဝင်ဖြည့်ရှင်းမှုဘာညာဟိုယူကရိန်းဟိုရုရှားစစ်တုန်းကဆိုမော်ဒီတို့အမှသွားပြီးဖြည့်ရှင်းမှုဘာညာလို့နေအဲ့လိုမျိုးနိုင်ငံကခေါင်းဆောင်နေနေဟိုတော့ရှင်တွေ့နေရတဲ့ ပုံရိပ်တစ်ခုကစစ်ရုံးကောင်တစ်ခုတယောက်ကိုရှင်တွေ့ရရှင်ပြီးတော့တွဲထားလိုက်တယ်ဆိုတော့ပုံရိပ်တစ်ခုကပြောရမလို့ထိုင်းနိုင်ငံအစိုးရအနေနဲ့တော်တော်လေးကိုစိုးဝါးစွာဟောတော့ဟိုရှက်ခွေကောင်းသောလောက်ရက်ကိုပြုကျင်းလိုက်တာပဲလို့ကျွန်တော်ကတော့မြင်တယ်အဲ့တော့ဟောတော့အဲ့တော့အာဆီယံမှာတော့မဒီကောင်ကိုပြောင်းမြန်ဟောဒီကောင်ကိုမဖိတ်ခေါ်လဲဥစား Vinster လို့ထိုင်းနိုင်ငံကဒါကိုဖိတ်ခေါ်တယ်ဆိုတာထိုင်းနိုင်ငံတော်တော်လေးကို ပေါ့နော်ပေတုံတန်တို့တက်စင်တို့အနေနဲ့ဘာကွက်တွေနင်းနေရလဲအဲ့ကွက်တွေနင်းလို့ဒီကောင်းလေးကိုအာအဲ့လိုအကွက်တွေနင်းမေးလိုက်လို့ကျွန်တော်တို့နိုင်ငံအတွင်းမှာအခြေအနေတွေကမတည်ငြိမ်ပါဘူးအခြေအနေကပိုဆိုးသွားမဲ့အခြေအနေတွေပဲရှိပါအဲ့တော့တေးကြရဲ့ဒီစစ်တပ်ကလည်းဒီသွားမွေးရတဲ့အချိန်မှာသူတို့ရဲ့ဝါဒဖြန့်ချိမှုအတွက်နိုင်ငံရေးရတရားဝင်မှုတွေရတဲ့နေ့ကလည်းရသလိုယူမှာပဲအဲ့အဲ့လိုပေးလိုက်ချင်းဒီမြန်မာပြည်သူတွေပေါ်တပ်ဖြတ်မှုကိုထပ်ပြီးတော့ကျူးလွန်ဖို့အတွက် အကူအညီပေးလိုက်တယ်လို့တောင်ကျွန်တော်တို့ကထိုင်းဆိုရအောင်ဆွဆွဲတယ်ဆွဆွဲတယ်တကယ်ကိုဆွဆွဲတယ်အဲ့ဥစ္စာအဲ့တော့နော်အဲ့တော့ဘင်းစတအနေနဲ့အာတရားမဝင်စစ်အုပ်စုကိုဆက်ဆံနေတဲ့ဟိုကမှားနေပြီပေါ့နော်မှားနေပြီ2022တော့ကလည်းမရောက်နိုင်ဖိတ်ကြားမှုလုပ်တယ်နော်အခုလည်းထပ်လုပ်တယ်ဆိုတော့ဘင်းစတရဲ့အာလုပ်ရက်တွေဒီတော်တော်လေးကိုမှားရနေမြမပြည်သူတွေရဲ့စန့်ကျင်ဘက်အရက်ကိုသွာလာနေတဲ့အခြေအနေတစ်ခုဖြစ်တယ်လို့ကျွန်တော်ကတော့မြင်အဲ့တော့အာ ကျွန်တော်ကျွန်တော်တို့တေချာကြတယ်ဒီဒေါ်လာရင်းမှာဟိုပေါ့နော်ဟို NUG ပဲဖြစ်ပါသေးအာဒီစေုပ်စုပဲဖြစ်ပါသေးပေါ့နော်ဟိုတက်ဆိုင်ရနေရာကနေနိုင်ငံရေးရတရားဝင်မှုနိုင်ငံတကာစက်ခွန်ပေါ်မှာရတဲ့နေရာကနေရှားတယ်တိုးဝင်နေတာကိုကျွန်တော်တွေ့ရမင်းတို့လည်းအခုဘီလာရုနဲ့ရုရှားသွားခဲ့တာကိုတစ်ဆင့်တို့ရဲ့နိုင်ငံရေးရတရားဝင်မှုတစ်ခုကိုတို့ရယူဖို့ကြိုးစားနေတာကိုကျွန်တော်တွေ့ရပေါ့ရယူခဲ့တာလည်းကျွန်တော်တွေ့ရအဲ့တော့ဒါတွေကိုကျွန်တော်တို့အနေနဲ့ပေါ့နော်မဖြစ်အောင်မလုပ်အောင် ကျွန်တော်တို့နိုင်ငံတကာမှာလည်းပို့ပြီးတော့အတန်တွေထွက်တယ်လို့ကျွန်တော်ကတော့မြင်တယ်။ဟောပါတော့ဟိုဘင်းစတက်အနေနဲ့ကတော့အခုချိန်မှာမြန်မာစစ်အုပ်စုကိုတရားတရားဝင်အတိမတ်ပြုမဆက်ဆံဖို့အတွက်တော့ကျွန်တော်တို့ပြည်သူတွေကတော့ပြောရမယ်။တက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းဒါတွေကိုပြောရမယ်။ကျွန်တော်တို့အတန်တွေကိုကြားနေအောင်ကျွန်တော်တို့ပြောပါမယ်။အဲ့တော့စစ်အုပ်စုကြီးဒီနှစ်ပိုင်းအတော်အတွင်းတွေတဲမှာဘာဖြစ်လို့ဒါတွေကိုတောက်လျှောက်စူးစမ်းလာလဲလို့ကျွန်တော်တို့ပြောရမယ်ဆိုရင် သူတို့ဒီရွေးကောက်ပွဲလမ်းကြောင်းကိုဥတည်ခြင်းတဲ့အတွက်ဒါတွေကိုကြိုးစားလာတယ်လို့ကျွန်တော်ပြောတယ်အဲ့အတွက်ကိုလည်းသူတို့နဲ့အပေါင်းပါသူတို့ကိုဟောတော့မြန်မာနိုင်ငံအတွင်းမှာမရှိသေးဟိုကောင်လည်းဆက်လက်ပြီးတော့တည်ရှိနေသေးခြင်းတဲ့နိုင်ငံတွေရတယ်ရှင်ပါတရုတ်ဆိုရင်ဒီလမ်းကြောင်းကိုဥတည်တာအိန္ဒိယလည်းဒီလမ်းကြောင်းပဲအခုထိုင်းတိုင်းနိုင်ငံထပ်ပူလာကျွန်တော်တို့ရဲ့အိန္ဒိယချင်းတွေကလုံးဝကိုမကောင်းတဲ့အိန္ဒိယချင်းတွေလို့ကျွန်တော်ပြောလို့ရအဲ့လိုဒီလိုနိုင်ငံတွေအနေနဲ့ဒီလိုလုပ်နေတာဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုတွန်းအားပေးနေတာလို့ကျွန်တော်ပြောယူဆလို့ရတယ်။အဲ့တော့ဒီရွေးကောက်ပွဲဖြစ်မဲ့ဆိုရင်စစ်တပ်အနေနဲ့ထွက်ပေါက်ကနိုင်ငံရေးထွက်ပေါက်ကသူ့မှာဒါပဲရှိတာ။အဲ့တော့ဒီထွက်ပေါက်ကိုရသွားမယ်ဆိုရင်သူ့အနေနဲ့ဟောတော့ဟိုဒီဟိုအသာဟိုဘာလဲနိုင်ငံရေးအသာစီးရမှုကနိုင်ငံကဇက်ခုံတွေကြားထဲမှာနိုင်ငံကဇက်ခုံပေါ်မှာတော့နည်းနည်းလေးတော့အလေးတားတာ။ဒါပေမဲ့ကျွန်တော်တို့အောက်ဆောက်လုံးဝအဖြစ်ခံလို့မရဘူး။အဲ့တော့ဒီကြားထဲမင်းရောက်လာလို့ဒီ ရွေးကောက်ပွဲကိုဥတည်နေခြင်းဖြစ်တဲ့ရွေးကောက်ပွဲဖြစ်နိုင်မှုအတွက်သူတို့ကလည်းနီလန်ပေါင်းစုံကနေပြီးတော့လုပ်နေရဖြစ်အဲ့ဒါကိုလည်းအားပေးကူညီတာကအခုထိုင်းစိုးရပေတုံတန်တို့တာဖာကစလုပ်လာပြီအဲ့တော့ဒါတွေကိုလည်းကျွန်တော်တို့អော်သိရင်ထိုင်းရောက်မြန်မာတွေလည်းអော်ကြပါနိုင်ငံတကာရောက်မြန်မာတွေလည်းဒီကိစ္စတွေអော်ကြပါဒါဟာအရေးကြီးရလို့ကျွန်တော်မြင်ပါတယ်စစ်အုပ်စုကိုတရားဝင်မှုကျွန်တော်တို့လုံးဝပေးလို့မရပါဘူးတရားမှုပေးခြင်းဒီကျွန်တော်တို့ပွင့်လင်းလင်းပြောရရင်ကျွန်တော်တို့ NUG အနေနဲ့လည်းအခုချိန်မှာနိုင်ငံတကာတရားဝင်မှုရဖို့အတွက်သူတို့အနေနဲ့ဘတ်တီတီကစူးစမ်းဆိုလေခင်ကတော့မလွယ်နဲ့ နေထားတစ်ခုကိုဖြစ်နေတယ်ဒါကြောင့်မလို့ထပ်ပြီးတော့အာကျွန်တော်တို့နောက်ဆုံးပြတူတဲ့အရာမဝင်ကိုလည်းအရာမဝင်ဆိုရင်တော့ဘာနည်းနည်းခံတာတူအကြာနည်းနည်းဝင်လာဝင်ရလာစီကျွန်တော်တို့တော်လည်းရေးမှာတိတ်ပြီးတော့ဟိုကောင်းမွန်တဲ့အလားလာတော့မဟုတ်ဘူးအဲ့တော့သူတို့ကိုယ်နိုင်ကဒီထိုင်းဆိုးရကဒီလိုလုံနေတာကိုလည်းထိုင်းဆိုးရကဒီလိုမလုံဖို့အတွက်ကျွန်တော်တို့မြန်မာတွေပို့ပြီးတော့အတန်ထွက်ကမယ်ပို့ပြီးတော့ပြောဆိုရမယ်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ပြောလို့တယ်ဒါကြောင့်မလို့အာအခုလက်တော်တော့မင်းအောင်လိုင်းတွေကတော့ပျော်နေပါဗောနော် အာခွေးလေးတယောက်စင်ပေါ်တက်ခွင့်ရတော့မယ်ဆိုပြီးတော့ပြောနေတာပေါ့ဟုတ်လားနော်အဲ့တော့ကျွန်တော်ကတော့ပုံဝင်လင်းလင်းပြောတာကျွန်တော်ကတော့ဒီ bin stack ကိစ္စပြီးအာထိုင်းဆိုးရအနေနဲ့ပေါ့နော်မြန်မာပြည်သူတွေရဲ့စံတော့ဆန့်ကျင်ပြီးတော့စေုပ်စုဘက်ကပေါ်ပေါ်တင်တင်ရက်တီပေးလိုက်ချင်းလားဆိုတဲ့အမြင်ကိုလုံးဝကိုဖြစ်ပေါ်စေတဲ့အတွက်ဒီဥစ္စာထိုင်းဆိုးရကိုတော့တော်တော်လေးကိုချင်းပါတယ်ငွေတွေကလည်းချင်းပါတယ်ထိုင်းကပုံဝင်လင်းပြောကျွန်တော်တို့ပုံမှာကောင်းတဲ့နိုင်ငံတစ်ခုမဟုတ်ပါဘူးကျွန်တော်တို့ပုံမှာအရန်ကို ဟိုဘောနော်ဟိုရက်ဆက်တဲ့နိုင်ငံတွေရဲ့မှာထိုင်းလည်းပါပါတယ်ဘောနော်အဲ့တော့ကိုနဲ့အိန္ဒိယဟိုတနည်းအားဆိုထိုင်းအစိုးရဟိုဘောနော်ထိုင်းလွတ်တော်တွေဘာတွေမှာကြားနာဒီမြမအရေးကြားနာပွဲတွေဘာတွေလှုပ်ကြတယ်ဆိုတဲ့အချိန်မှာဒီနေဆက်မှာဒလိုတွေဖြစ်နေတယ်ကြားဖြန့်ကိစ္စတွေဖြစ်နေတယ်ဒါကဘာတူးကြောင့်လဲဆိုစေအောင်စုကြောင့်ဆိုပြီးတော့ရရတယ် စေအောင်စုကနေပြီးဒီကနေပြီးပတ်စံနေရနေတယ်ဂျမန်စစ်တပ်ကဒီကနေပြီးပြည်သူတွေကိုတတ်နေတဲ့ဓာတ်တွေဘာများတွေရနေတယ်ဆိုတော့အကြောင်းအရာတွေကိုဆွေးနွေးထားရတဲ့အများကြီးရှိအဲ့တော့တကယ်ဒီကောင်ကိုရောက်လာမလားမရောက်လာဘူးလားဆိုတော့ကျွန်တော်ဆက်ပြီးတော့စောင့်ကြည့်ရမယ်အနေထားဖြစ်တဲ့အတွက်ဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ကြအောင်ပေါ့နော်ဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ဘက်ကဘလူတွေတုံ့ပြန်မှုလို့လေမဖြစ်အောင်လဲကျွန်တော်တို့ကဘာတွေဝိုင်းတာဘူးလို့မလဲဆိုတာကိုတော့ကျွန်တော်တို့ဝိုင်းစဉ်းစားပြီးတော့လုပ်နိုင်တဲ့နေရာဝိုင်းလုပ်ကြမယ်အချိန်တစ်ခုလို့ပြောရင်းနေပဲကျွန်တော်ရဲ့ ျွန်တော်အတွေ့ကျွန်တော်မြင်ကန်တော့ဒီမှာပဲရန်သားခြင်းပါတယ်တော်လှန်ပြည်သူများအားလုံးစိတ်လက်ကြည်သာစွာနဲ့တနေ့တောင်ဖြတ်တန်းနိုင်ကြပါပြီနော်အားလုံးကျေးဇူးတင်ပါတယ်